不单点名了哇、啊！但去你家身边了。 不激烈害吗？高买的 OK，玻璃，那那不是李姐老婆，我微票叫名了哇，嘿嘿，我在这里，Hello brother，Hello 吧，我阿嘎叔名了哇。 န်းကြော်ဦးမင်္ဂလာပါဟိုတန်းကြော်ဦးဒါကျွန်တော်စကားပြောတာဒီနေ့ရိုင်းဝိုင်းခွင့်လို့ပါခင်ဗျာကျွန်တော်ကိုရီဘာတက်ပြီးမခေါ်လို့ရှင်အဲတမျိုးမထင်ပါနဲ့အာဟိုဟိုဒီတိုင်းတခါလေကြတော့ချုပ်နာမည်ရဒီတိုင်းဖတ်လိုက်ရတယ်မျိုးရှိလို့ပါဟယ်လိုကိုကူရူနေဟယ်လိုပါအာနန်းဝင်းမြင့်နဲ့စလိုဗန်ဒီညနိုင်နိုင်လားကိုလေကျွန်တော်ပွဲဒီအာပွဲဒီအကုန်လုံးကိုကျွန်တော်ပြောပြသွားပါမယ် မတိတာကြာယူရတယ်မာနိုင်လည်းမတက်ပြဲဟုတ်ကဲ့ပါအာကိုဆိုင်ဝနမင်္ဂလာပါခင်ဗျာလာကြည့်ပေးတော့ကျေးဇူးတင်ပါတယ်အာဟိုကျွန်တော်ပွဲလေးနည်းနည်းလေးပြောပြခြင်းလို့အတွက်တက်လာပါဝိုင်းဝိုင်းတာဝိုင်းဝဲ group လေးကိုလည်းတင်ပေးဦးနေတယ်ဟုတ်အော်အဲ့ဒါဆိုလို့ရှိရင်တော့ဟိုကျွန်တော်ဝိုင်းဝဲ group ကကျွန်တော်တိတ်ပြီးတော့မတင်ပေးဘူးဖြစ်နေတယ်ကျွန်တော်မင်းညတော့မောင်းပေါက်တာပဲနော်ရပါကိုလည်းညီကြီးအတန်းငယ်ဟုတ်ကဲ့ပါဦးသန်းကျော်ဦး ဟိုကျွန်တော်ကအသက်မသိပဲနဲ့လူမျိုးခေါ်လိုက်ရတော့လေတချို့ဟိုလူတွေကြတော့နည်းနည်းအသက်ကြီးတဲ့သူတွေပါတော့ဟိုရိုင်းသူဖြစ်သွားမှာဆိုတာမတွေ့တာကြတော့မတွေ့ကျင်တော့ဘူးလေမတွေ့ကျင်တော့ဆိုလို့ရှိရင်စင်းသွားလို့ရပါတယ်ခင်ဗျာမမနာကျွန်တော်အဗီဒီယိုတင်ရမှာအနေနဲ့ဟိုဟာဖြစ်နေလို့ဒီနေ့တဲ့ဘယ်ဂျီယန်နဲ့ကိုဆိုဘူကြိုက်တယ်တဲ့အာကျွန်တော်ဘယ်ဂျီယန်လေးတော့ကြိုက်ဟောကိုဆိုဘူလေးတော့ကြိုက်တယ်ဘယ်ဂျီယန်တော့မကြိုက်ဘူးเนาะကျွန်တော်ဒီနေ့ အဲ့ဒါတစ်ချက်ပေါ်အကျူပြောပြရပါဒါပေမဲ့ပွဲတွေကအဝေးကြီးလိုပါသေးအေးစေးပေါ့အာအခု၈နှစ်ခွဲကာဇာစစ်စတန်ပွဲကကာဇာစစ်စတန်ပေါ်ကြီးကြိုက်ပါတယ်အာကျွန်တော်3စီးထိုးရပါတယ် chorus ကို2000လောက်ပေါ့တနေ့တစ်ပွဲလောက်ပြီးပေးစီနေတယ်အကိုတီတီတာကကြိုက်တာတယ်အာကျွန်တော်ပြီးပေးခြင်းမိမဲ့အဲအဲတိတ်ပြီးတော့နည်းနည်းတိုင်တိုင်တိုင်ပတ်တယ်ဆိုတာဘယ်လိုပြောရမလဲဟိုကျွန်တော်ကတသိန်းနဲ့ရောင်းမွေးတွေရလဲရှိတော့ကျွန်တော်က ဟိုပေးရတာနည်းနည်းလေးတိုင်ပတ်လို့အဲအဲကြောင့်မလို့ဟိုတချို့ကျွန်တော်စိတ်ကြိုက်ဖြစ်တဲ့နေ့ကြမှာပဲကျွန်တော်ပေးတာတော့များပါတယ်။အာကုလာမင်းမြတ်ဟိုင်းမှာအာဘုန်းကြီးအဘိုးဒီဘုန်းနာရတော့ပဲကြီးတယ်။အာကျွန်တော်မစော့တာကြာပြီမနေ့ကမှအာမနေ့ကမှပြန်စော့တာပြီးတော့ဟိုတနေ့ကမှပြန်စော့တာတနင်္ဂနွေနေ့ကပြန်စော့တယ်မနေ့တော့စော့တယ်ပေါ့နှစ်ရက်ပဲရှိသေးတယ်ကျွန်တော်ပြန်စော့တာအာကျွန်တော်လောင်းအဲ့ဟိုဘတ်တင်ကိစ္စတွေကျွန်တော်မလုပ်ဖြစ်တာတော်တော်ကြာပြီပေါ့ ဘောပွဲအကြောင်းတင်းထုတ်ကြမယ်တဲ့ဟုတ်တယ်မှန်တယ်အဲကိုတန်းဆောင်ဂျာမနီရောဘလို့ထင်လဲတဲ့ကျွန်တော်အကုန်လုံးတော့ပြောပြီးသွားပါမယ်ဟိုနည်းနည်းလေးလူဆုံလာမှပဲကျွန်တော်ပြောပြချင်လို့ပါအင်း library ဆော့မှလာတယ်အင်းဆော့ပြဖို့တော့များပါတယ်အဲကျွန်တော်ဒီနေ့လည်းဆော့ပြမယ်ထင်တယ်ဟုတ်တယ်တဲ့ Leicester City တော့အေးစင်းနိုင်တယ်အနုံးက3.50ဆိုတော့ Body G ကလည်း Leicester City ဒါကြဆင်းရဩတုံးဖို့ပဲကြည့်ရ body ကြည့်ရဒီညရဲ့ body ဘယ်အသင်းကောင်းလဲတဲ့ကာဂျစ်စတန်ဘွဲကျွန်တော်3 C မှန်းထားပါတယ်ကာဂျစ်စတန် body ကြိုက်ပါကျွန်တော် chorus ကိုအော် chorus ကို3 C ကျွန်တော်လောင်းထားတယ်ကျွန်တော်အခု chorus ကို3 C လောင်းထားတယ်2000လောင်းထားတယ်90ဆိုင်ရဟိုကာဂျစ်စတန် body ပဲကျွန်တော်မလောင်းညင်လို့ဗျပြင်းမှုကောင်းတယ်ကျွန်တော်ကကြတော့အော်နည်းနည်းဟို အဲ့လိုမျိုးဟိုကျွန်တော်ကကျွန်တော်ကတော့ဗျာကျွန်တော်လောင်းလို့ရှိရင်ကျွန်တော်ကဗျာငါ body တွေဟိုလောင်းရတဲ့ထက်စားလို့ရှိရင်ကျွန်တော်ကအဲ့လိုမျိုးဟိုဝိုင်းရှက်ကိုကျွန်တော်ကြိုက်တာအဲ့အကြောင်းဘို့ build build odd တီပေါ့နော်အဲ့လိုမျိုးတွေဖမ်းရတာကိုကျွန်တော်ကကြိုက်တယ်ဒီတိုင်းတာမန်ကြီးပဲဆိုလို့ရှိရင်ဗျာဘာမှ skill မရှိဘူးလို့ခံစားရတယ်အဲ့အကြောင်းဘို့ကျွန်တော်ကဆော့လို့ရှိရင်ကျွန်တော်ကအဲ့လိုမျိုး odd များများနဲ့အဲ့လိုမျိုးဟိုဟာဖြစ်တဲ့ဟာကြီးစိတ်ဖြစ်လောက်မယ်အာစိတ်ထဲမှာကြိုက်တယ် live ပဲဖမ်းတာအဲ့လိုမျိုးတွေကိုကျွန်တော်ဖမ်းတာများတယ်ကျွန်တော်ဆော့လို့ရှိရင်ဟိုဒီတိုင်းကြီးကိုတိတ်ပြီးဖမ်းလိဖမ်းတာမရှိဘူး နော်အိုင်လန်ရန်ကြိုက်နေကောင်းပါတယ်နော်အိုင်လန်ရင်လဲဒါမဲ့လည်းတကြီးပွဲလောက်နဲ့ပြီးသွားလိမ့်မယ်ထင်တယ်အိုက်ပွဲတွေကနော်ကျွန်တော်ပြီးမှပဲလူစုံမှပဲအသေးစိတ်သုံးသပ်ပြလိုက်ကြပါမလို့အကုန်လုံးဟောကျွန်တော်စိတ်ထဲမှာရှိတဲ့ဟာတွေပေါ့နော်မှန်မှန်တော့ကျွန်တော်လည်းမသိဘူးပေါ့မနီရောတော့မနီရောမှန်နေမနီရောအမှန်မှန်ဆိုဖင်လန်ပွဲတော်ပါအမှာအာရှစ်သင်းတွဲထားတဲ့တကူကကြသွားတယ်ပေါ့နော်အာအဲ့ဒီရှစ်သင်းတကူကအာကျွန်တော် draw နဲ့တွဲလိုက်တာဆိုတော့နည်းနည်း all နဲ့နည်းနည်းများတယ်ဒါပေမဲ့ အဲကျွန်တော်ဟိုဟာဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းတမောင်းတော့ပေါက်ပါတယ်မစိုးပါဘူးမောင်းလေးရတယ်လွမ်းလိုက်တာတယ်မတွေ့ရကြပြီအကုန်လုံးအာကျွန်တော်လည်းလုတ်ပေးခြင်းပါတယ်အားလို့ရှင်တော့ဘာကြိုက်လဲဆိုတော့နိုင်မဲ့တင်းနေကြိုက်ပါတယ်တဲ့မိုင်းနိုင်ကျွန်တော်အဲ့အခုဝင်လာတဲ့လူတွေ like and subscribe လေးတော့နည်းနည်းလေးလုတ်ပေးကြပါခင်ဗျာ အာ၈နာရီ35 40လောက်ကြစတာပေါ့အစောပိုင်းကျွန်တော်ကာလီကဆန်ကြိုက်တယ်အာကျွန်တော် 3C မှန်မှန်ထားတယ်ပေါ့နော်သူ့ပေါက်ကြီးရဆိုရင် 3C ကိုပြရတာဆိုတော့လေဘူဂီတွေဘာလို့ချင်တာလဲကျွန်တော်စမ်းနေတဲ့အတွက်ကျွန်တော် 3C 2000လောက်တော့လောင်းထားတယ်ပေါ့နော်9ဆလောက်လို့ရတသိန်းပေါ့ဟုတ်စေအဲ့ဒါတော့လောလောဆယ်စမ်းထားတာဗျဘာမှတော့မဟုတ်ဘူး draw ဖမ်းပြီးပါအောင်နဲ့အာ အကိုနဲ့အပြင်မှာတွေ့ရင်ဓက်ပုံတူတူရိုက်မယ်နော်တဲ့အဲ့ဒါဆိုဘောင်မိချုပ်ပြီးရိုက်မှရပါဘောနော်ဓက်ပုံတူတူရိုက်မယ်ဆိုနောက်ကဂျာစီကဘနက်ဆူရာအောင်စုထားရလဲတဲ့အမ်ကျွန်တော်အဲ့မချိတ်ထားတဲ့ဂျာစီရှိသေးတယ်ငါမချိမချိတ်ထားတဲ့ဂျာစီရှိတယ်တယောက်လေးဖမ်းလာကြတယ်ဘယ်ကောင်းမလဲတဲ့ဒီညတည်ကြမဲ့ပွဲတွေများတယ်အင်းထင်တော့ထင်ရတာပဲတခါလေးကြအဲ့လိုတည်ကြမဲ့ပွဲတွေကတည်မကြပါဘူးတွေရှိတယ်ဘောနော်အဲ့အဲ့ဟော ။တခါကျအဲ့လိုတီကြပါတယ်လို့မှန်းထားတဲ့ပွဲတွေကဒါတခါလေးကျတီမကျသွားတာမျိုးတွေရှိတယ်။ဟိုမထင်တာတဲ့ပွဲတွေကတီကြပြီးတော့ဗျာ။မဟုတ်တဲ့ပွဲတွေကလာပြီးတော့ဟိုအဲ့ဒါလည်းဟိုကကြောက်မှာပါ။ဗာလေ။အော်ဂျာစီရဲ့မွတ်တော်လာဝတ်တယ်ပြင်းလို့ဟိုဂျာစီရဲ့အဲ့တိုင်းပဲရှောက်ပြီးထားတာ တော့ပဲဒီမင်းနေကွာလေကိုဘုံနဲ့အဆက်ပြားတာတော့မဟုတ်ကျွန်တော် live ပဲဆိုရပြာကျွန်တော်မတင်မေးပြပါဘူးရှုံးဝိုင်းမကောင်းပါဘူးအဲ့လိုမျိုးပြီးတော့လဲ record ရိုက်ပေါ်ကြီးမှာဂျန်ပြီးတော့ကျွန်တော်လဲကျွန်တော်စိတ်ကူးရှိမှာပဲအဲလောင်းရင်းပါရင်းနဲ့အဲ့လိုမျိုးပါအဓိကဘာရတော့မဟုတ်ဘူးအဲကျွန်တော်လဲပြန်ဆော့ဖြစ်တာတိတ်မကြသေးဘူးဆိုတော့ခုမှလက်သွေးနေတော့နည်းခုမှနှစ်ရက်ပဲရှိသေးတယ်ဆိုတော့ VIP တက်ကဝင်စီဖြစ်လာတယ် brother သဘောလေ brother ကျွန်တော်ကရှုံးရင်တသိန်းပြန်ရဲနေလို့ပြောပြီးသားပဲဟောကျွန်တော်ကနိုင်မပဆန်ရတာမနှရှုံးရင်ပဆန်မရဘူးလीကျွန်တော်ကဟိုစောစောကျွန်တော်ကတသိန်းနဲ့ရွေးရှင်းပါတယ်ကျွန်တော်နိုင်မပဆန်ယူလာလीအဲအဲ့ဒါတော့မှ49ပြားနဲ့အထီနိုင်လို့ရှိရင်ပဆန်မယူပြား90နဲ့90ထက်နိုင်မှာပဲပဆန်ယူတာပါဘာပဲပြောကျွန်တော်အကြိုက်ဆုံးပွဲတော့ထုတ်ထားတယ်ပေါ့နော်ကြိုက်ရင်တော့ဝယ်ပေါ့မကြိုက်တဲ့သူကလည်းမဝယ်ပါနဲ့ကျွန်တော်ဘယ်သူမှအတင်းမတိုက်တော့မှာကျွန်တော်စိတ်ဖြစ်တယ်ဒီမစိတ်ဖြစ်တယ်ဒီဘာမှကျွန်တော် ထရီထူးမပြောဘူးသူများကမမဝင်ပါလေဟွာဖြစ်တယ်ညာဖြစ်တယ်မပြောဘူးဘရာသာတို့ဂျင်းနဲ့ဝင်လို့ရတယ်အဲမဂျင်းနဲ့ရင်မဝင်လို့ရတယ်ပြီးတော့ကျွန်တော် BIM တစ်တရရိုးရှင်းပါတယ်သူများကြီးတို့ပတ်စံယူတာမှမဟုတ်တာကျွန်တော်ဘယ်ကျွန်တော်နိုင်မှကျွန်တော်ပတ်စံရတာလीမနိုင်ပတ်စံမှမရအဲ့တော့ကျွန်တော်က easy ပဲဘရာသာတို့ယုံကြည်ရထင်ဝဲမယုံကြည်ဘူးထင်မဝဲနဲ့ကျွန်တော်ကဘာမှဖြစ်ဘူး easy ပဲကျွန်တော်ကပြက်တယ်သူများတစ္ဆာရီလို့မဟုတ်ဘူးဒါလီနဲ့မှစားစားနေရပါတယ်လို့ဘာလို့ကျွန်တော်မပြောဘူးပဲတော့မှကျွန်တော်ဒါနဲ့စားနေရလည်းမဟုတ်ဘူးအဲ့တော့ easy ပဲသူများနေအမြင်မှာတော့ ဟိုဘယ်လိုပြောရမလဲစောက်ကြီးကျဲတယ်ပါလို့ထင်စရာတော့ရှိမှာပေါ့နော်အဲတောက်ကြီးကျဲထင်လဲကြီးပစားယူရရှင်းရှင်းပဲကျွန်တော်ကပုံမွင့်လင်းလင်းပဲကျွန်တော်စိတ်ထင်လို့ရှိရင်ကျွန်တော် free tip ပေးရင်လည်းပေးရမပေးခြင်းလည်းကျွန်တော်မပေးဘူးကျွန်တော်ပြောခြင်းတဲ့ဘောကအာကျွန်တော်ဘသူကလာဝဲပါတို့ဘာတို့ညာဝဲပါတို့အဲ့လိုမျိုးကြီးလည်းကျွန်တော်တိတ်ပြီးတော့ဟိုမရှိဘူးဗျာဟိုဘာကြောင့်လဲဆိုတော့ဟို ကျွန်တော်ကဒီဟာကိုကျွန်တော်ဝါသနာပါတယ်ကျွန်တော်ဝါသနာပါလို့လုပ်တယ်အဲကျွန်တော်ရဲ့အတွေးအမြင်ချပြရတယ်ဒါပဲအကြိုက်တူတဲ့သူလိုက်ထိုးအကြိုက်မတူတဲ့သူမထိုးနဲ့အော်မမဝင်လဲ free dip ပြင်စော့လीကျွန်တော်ကဘယ်သူမှဘာမှမပြောဘူး brother တို့မမဝင်ပါလို့လည်းကျွန်တော်မပြောမဝင်ပါလို့လည်းကျွန်တော်မပြော brother တို့စိတ်တိုင်းကြလို့လို့ရတယ်အာဒါက brother တို့ရဲ့ရွေးချယ်ပိုင်ခွင့်ဗျာကျွန်တော်ပြောချင်တာကျွန်တော်ပြောချင်တဲ့သဘောကဒါ brother တို့ရဲ့ရွေးချယ်ပိုင်ခွင့် brother တို့ဟိုဟို မမဝင်ရင်လည်းရတယ်မဝင်ရင်လည်းရတယ်တစ္ဆာအများကြီးလည်းရှိရဗျာစိုက်တဲ့သူတွေတောင်းပြန်ကျွန်တော်ကလာပါလာပါဆိုပြီးတော့လက်ရက်ပြီးတော့မခေါ်ဘူးကျွန်တော်ကျွန်တော်အမြင်ကျွန်တော်ဟာယူဆအောင်ချပြရုံပဲအဲဟိုကျွန်တော်လွယ်တဲ့ဘွဲလည်းရှိရအဲဟိုဘယ်သူမှမှန်နေရတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ thinking နဲ့ကျွန်တော်ရဲ့အမြင်ယူဆအောင်ကျွန်တော်ကချပြရုံတက်တက်ပဲအာဟိုစိုက်တဲ့လူကလိုက်ထိုးရမစိုက်တဲ့သူကအာမလုပ်လို့ရတယ်ဟို ကျွန်တော်ပြောကျွန်တော်ပြအအပွင့်လင်းဆုံးပြောတာကျွန်တော်ဒီဘောဘဲရောင်းအောင်မှကျွန်တော်ပတ်စံရတာမှမဟုတ်တာကြီးကျယ်တာတော့မဟုတ်ဘူးအမင်းအဒီတာဖြစ်ပြီးဘာလို့ဆောက်ကြီးကျယ်နေရလဲလို့ပြောရင်ပြောမှာပေါ့နော်လူတွေကတော့ဒါမဲ့အဲ့လောက်ကြီးမဟုတ်ပါဒါတွေကဒါတွေက minor key စီပါအရင်ကြီးမဟုတ်အဲ့တော့အော်ပွဲလေးစလိုက်တော့မယ်အဲ့တော့ကျွန်တော်၈နှစ်ခွဲမှာတော့ကျွန်တော်ပြောခုနကလည်းပြောပြီးပြီကျွန်တော်ကာဂျာကစ္စတန်ကြိုက်တယ် အာသူနှလုံး80ရှုံးလားမသိပေးထားတယ်ဂိုးပေါင်းကြီး3ဘလက်30မှာဘူဂီတွေက 3C လို့အတိအကျမှန်းထားတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ကျွန်တော်ကတော့အာ 3C ကြိုက်တဲ့အတွက်ကျွန်တော် 3C Corsco 3C တော့ကျွန်တော်လောင်းထားတယ်အာတချို့တွေကကာဂျာစီဇန်ဘော်ဒီကြိုက်တဲ့လူတွေကသွားဆော့ပေါ့နော်ကျွန်တော်ကတော့ bit odd တွေအဲ့လိုမျိုးတွေလောင်းတတ်တဲ့သူဆိုတော့ကျွန်တော်လဲဆိုင်းတဲ့အနေနဲ့ 3C 2000တော့လောင်းထားတယ်ပေါ့ဗျာ90သိန်းလောက်တော့ရမယ်ပေါ့အာဆိုင်းရတာပါဘာလို့တော့မဟုတ်ဘူးပေါ့အာကျွန်တော်လဲပြန်ဆော့တာမကြသေးတော့ခုမှလက်သွေးနေအောင်ဆိုတော့နည်းနည်းလေးအဲတစ်ကတော့လုတ်တယ်ပေါ့နော် ပြန်ဆော့တာတိတ်မကြသေးဘူးအဲ့လိုဖြစ်နေတာဒီမှာတိတ်ကင်းနေကြကျေးဇူးပါကျွန်တော်လည်း try နေပါတယ်အများကြီးအာသူများကြီးနဲ့မတူတဲ့ပုံစံတွေပေါ့နော်တွေးနိုင်အောင်ပေါ့ဘာလို့မျိုးတခါကြဒါကျွန်တော်ကကစင်စံပေါ်ကြီးလေးသိန်းချတယ်မစိုးပါဘူးချကြိုင်ချကိုပစံနဲ့ကိုချတာရှုံးရင်ကိုရတာနိုင်ရင်လည်းကိုပဲရတာဟုတ်တယ်မလားအေးစေးအဲ့တော့ ကျွန်တော်တနာယီ25မှာဗျာပွဲတွေကဘယ်နှပွဲရှိလဲဆိုတော့2ပွဲ4ပွဲ6ပွဲ9ပွဲရှိတယ်ဗောနော်အာ9ပွဲရှိတယ်အာကျွန်တော်9ပွဲရှိတဲ့နေရာမှာအာကျွန်တော်3ပွဲတရွဲ့နဲ့4ပွဲတရွဲ့ပြောခြင်းတယ်အာဘာကြောင့်3ပွဲတရွဲ့4တရွဲ့ပြောတပွဲပြောခြင်းလဲဆိုလို့ရှိရင်အာဘယ်ဂျီယန်နဲ့မက်ဆီဒိုနီးယားကအာဘယ်ဂျီယန်နှလုံး30ရှုံပေးထားတယ်ဂိုးမောင်းကြီးက3လုံး20ရှုံဗောနော်ပြင်သစ်နဲ့အဇာဘိုက်ဂျန်မှာပြင်သစ်က4လုံး60ရှုံပေးထားတယ် အာဂိုမောင်ကြီးက9လုံး30ပေါင်ဂျာမနီနဲ့လူဇင်ဘတ်မှာ3လုံး60ရဲ့အဲ4လုံး30ရဲ့ပေါ့နော်အဲအဲ့တော့အဲ့တော့ဟွန်းအဲ့တော့ကျွန်တော်ကအုပ်စုနှစ်စုခွဲလိုက်မယ်အာဘယ်ဂျီယံဘွဲအပြင်တစ်ကဂျာမနီဘွဲကိုတရဲပြောလိုက်မယ်ပြီးတော့အိုက်စလန်ကိုဆိုဘိုရဲ့မြောက်အာလန်ရဲ့ဆွီဒင်ရဲ့အဲ့ဒါကြတော့ဗျာဘော်ဒီကြီး level 20အဲ30မှာအာဟိုနော် level 20 30မှာအာကျွန်တော်တို့ဟို ပြန်ပဲ20 30မှာအာတရွဲကျွန်တော်ပြောသွားမယ်ပေါ့နော်အဲ့တော့ပြင်သစ်နဲ့အဇာဘိုင်ဂျန်မှာအာပြင်သစ်ကအာပြင်သစ်က level 60ရုံပေးထားတယ်အာဂျာမနီက360ရုံပေးထားတယ်ဒီနှစ်သင်းကအာဒီနှစ်သင်းကဂျီလန်တူတယ်လို့ပြောလို့ရတယ်အာဒီနှစ်သင်းကဂျီလန်တူလို့ပြောခဏနေနော်ကျွန်တော်ဟို live stream လေးနဲ့အချိန်ကြာတော့မှ BIBO လာမေးနေလို့ခဏလေးကျွန်တော်က Telegram မှာအကုန်လုံးကိုလည်းတင်ပေးထားတဲ့ဟာကို ရှုံးရင်ဘလို့ပြန်လုတ်ပြီးလဲပါလေဒီမီးနေလို့နော်ဟိုရှုံးရင်ငွေပြန်အမ်းပြီးတယ်တသိန်းလို့ပြောပြီးသားအဲ့ဒါရှင်းတာမရှိဘူးနော်မြန်မာလိုပဲအဲ့တော့အဲ့တော့ကျွန်တော်ကအဲ့တော့ကျွန်တော်ကဟို ပြင်သစ်နဲ့ဂျာမနီမှာ ကျွန်တော်ကအာတသိန်းပဲအောင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်အော်မနေ့တုန်းကဆိုလို့ရှိရင်အဲကျွန်တော်တို့အသင်းကြီးတွေအပေါ်ဆုံးအောင်တာဖြစ်တဲ့အတွက်အဲဒီနေ့မှရောဘိုဂီကအပေါ်ဆုံးပေးမှလာအပေါ်ဆုံးပေးမှဆိုလို့ရှိရင်ကြီးပြင်းတဲ့နေရာမှာ၄လုံး60ချုံရင်၃လုံး60ချုံပြင်းတဲ့ဂျာမနီရှိတယ်အဲ့မှာပြင်းတက်ကဗျာဘလို့ဖြစ်ဖြစ်အဆင့်တရရပါဗျာ तू ကဂိုးပြက်ကန်ဖို့အတွက်မလိုအပ်ဘူးအာဂိုးပြက် အာကံမို့မလို့အပ်ဘူးအာတကယ်လို့ဒိုင်ပိတ်လို့အချိန်မမီရင်မကြည့်ပါနဲ့အာကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ brother တို့ဒိုင်မီအောင်ကျွန်တော်တို့က live stream လွှင့်ပြီးပြောပြပေးနေတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ thinking ကိုကျွန်တော်တို့ပြောပြပေးနေတာဖြစ်ပါတယ် brother တို့မမီထိုးပါမမီရင်မထိုးပါနဲ့အာအစင်မီရင်ကြည့်ပါအစင်မမီရင်မကြည့်လို့ရပါတယ်နော်အဲ့တော့အော်ပြင်သစ်ကအာ၄လုံး60ရုံပေးတယ်ဂျာမနီက3လုံး60ရုံပေးတယ်အဲ့တော့ဟောကျွန်တော်ကအာ ြင်သင်းတဲ့ဂျာမနီမှာကျွန်တော်ကဘယ်လိုတွေ့လဲဆိုတော့ကျွန်တော်တသိန်းသိန်းပဲအောင်မယ်လို့တွေ့တယ်ကျွန်တော်ကတနာရီ15မှာဘယ်ဂျီယန်ပြင်သစ်ဂျာမနီမှာအာတသိန်းလောက်ပဲအောင်လိမ့်မယ်လို့ကျွန်တော်ကအာတွေးတယ်ပေါ့နော်အာတွေးတယ်အဲ့တော့အာပြင်သစ်တဲ့ဂျာမနီမှာဆိုလို့ရှိရင်ပြင်သစ်ကအမှတ်မလို့ဘူးဗျာအာဂျာမနီကအမှတ်လို့တယ်အာဂျာမနီကအမှတ်လို့တယ်အဲ့တော့ ကျွန်တော်ကဒီနေ့မှာဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကဂျာမနီရဲ့နောက်ကိုလိုက်ရလိမ့်မယ်လို့ကျွန်တော်ကတော့တွေးတယ်ပေါ့နော်။ဟောပြင်သစ်ကတော့အမှတ်မလို့တဲ့အတွက်အဲသူသူ့ရဲ့တောင်းလျှောက်မှာလေဗျာအဇာဘိုင်ဂျန်လိုအသင်းကိုမပြောနဲ့ရှေ့အသင်းတွေကိုလည်း၄လုံး၅လုံးပြတ်ပြီးတော့ကန်တာတခါမှလည်းမရှိဘူး။အဲ့တော့ကျွန်တော်ကပြင်သစ်နဲ့ဂျာမနီဘယ်သူနောက်ပိုလိုက်ရမလဲဆိုလို့ရှိရင်ကျွန်တော်က reality ပဲလိုက်ရမယ်။ဘာကြောင့်လဲဆိုတော့ဂျာမနီရဲ့အုပ်စုမှာ အာဒီနေ့ပွဲစဉ်တွေကမယူသားဘူးလို့ကျွန်တော်နည်းနည်းလေးထင်တယ်ဂျာမနီကိုအပေါ်များဆွဲပို့ခြင်းလားဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်တွေ့ရတယ်ပေါ့လို့ဆိုတာဂျာမနီကအဆင့်၃မဲ့ရသေးတယ်ဗျာ၃မဲ့ရသေးတယ်ဆလိုဗက်ကီးယား၆မဲ့ဗျာအဲ့တော့ဟိုဘက်မှာကနော့အိုင်ယာလန်နဲ့အဲဆလိုဗက်ကီးယားနဲ့တွတ်တွေ့နေတယ်အဲ့ပွဲမှာလဲဆလိုဗက်ကီးယားက level 30ပြီးထားတာဖြစ်တဲ့အတွက်အဲဆလိုဗက်ကီးယားအနေနဲ့ဒီပွဲမှာ9ပွဲရဖို့ခက်ခဲမယ်ဆိုတာကိုပြနေတယ်အဲ့တော့ဒီနေ့မှာဂျာမနီက9ပွဲရဖို့ရမယ်ဆိုတာပူတည်ကြတယ်ပြီးတော့ဂျာမနီအနေနဲ့လည်း ဲနောက်ဆုံးပွဲတွေတောက်လျှောက်မှာဗျာကျွန်တော်တို့ကြီးတွေမအောင်ထားဘူးဟာနော်အဲ့တော့ဟောနောက်ဆုံးပွဲကြမှာပဲ North Island 3-1 ਨੇ နိုင်ထားတယ်ပေါ့နော်အဲ့တော့ဟောကျွန်တော်ကဘာတွက်လိုက်လဲဆိုတော့တနင်္လာနေ့15မှာကျွန်တော်3ဒီ3နှစ်မှာဘယ်ဂျီယန်နဲ့မက်ဆီဒိုနီးယားမှာကြတော့ဟောဘယ်ဂျီယန်အနေနဲ့မက်ဆီဒိုနီးယားကိုဟိုနှလုံး30ရှုံးပေးတာဟိုပြင်းတယ်ပြော့တယ်တော့မဟုတ်ဘူးဒါကပုံမှန်ကြီးလောက်ပဲရှိတယ်လို့ကျွန်တော်ကတော့ထင်တယ်အာနည်းနည်းလေးတော့ပြင်းတယ်ပေါ့နော်ဟောပြား အာပြား30လောက်တော့ပြင်းတယ်လို့ကျွန်တော်သတ်မှတ်တယ်ဗောနော်မိုင်2မိုင်30ဆိုတော့ဒါပေမဲ့ဘဲဂျီယံမက်ဆီဒိုနီးယားကို2စီလောက်လည်းပဲပြီးသွားလိမ့်မယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဂိုးမောင်းကြီးကလည်း3လုံး20ချုံပြင်းတယ်။2စီ21လို့ပုံစံမျိုးတော့ဖြစ်ရင်ဖြစ်သွားနိုင်တယ်။ပြီးတော့ဘဲဂျီယံအနေနဲ့မက်ဆီဒိုနီးယားကိုနိုင်တာတော့နိုင်လောက်တယ်။ဒါပေမဲ့ဘဲဂျီယံတကယ်ကန်လို့ရှိရင်နောက်တန်းကနည်းနည်းလေးပြေးတယ်။အာပြေတော့အဲ့တော့မက်ဆီဒိုနီးယားကိုဝိုးပြန်ပေးရတဲ့အခြေအနေမျိုးတွေပါမျိုးတွေအေး ရှိတယ်နေပြီးတော့ဘယ်ဂျီယန်ဗျာအရင်ကြီးတွေအောင်နေဗျာကျွန်တော်အဲ့လိုအရင်ကြီးအောင်နေတဲ့နိုင်ငံအသင်းတွေကိုကျွန်တော်မကြိုက်ဘူးအဲ့တော့ကျွန်တော်ကဒီနေ့မှာအဲ့သုံးသင်းမှာဗာရွေးမလဲဆိုလို့ရှိရင်ကျွန်တော်ကဘယ်ဂျီယန်နဲ့မက်ဆီဒိုနီးယားပါဗျာမက်ဆီဒိုနီးယားကလည်း तू ကလွယ်လွယ်နဲ့တော့သူ့ကိုကြော်တက်ခံမှာတော့မဟုတ်ဘူးအဲ့တော့ तू ကမရမကတော့ခံခံမှာပဲအဲ့တော့ဒီပွဲကဘယ်ဂျီယန်အနေနဲ့လည်းအဲတွင်းကိုတွေကအရန်များနေတယ်။ဟာတောက်လျှောက်အပေါ်ဆုံးအပေါ်ဆုံးနေဖြစ်နေတာတော်လောက်ပြီလို့ တွေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေ့မှာဘာကြိုက်လဲဆိုလို့ရှိရင်မက်ဆီဒိုနီးယားဘော်ဒီကြိုက်တယ်မက်ဆီဒိုနီးယားဂိုးအောက်ကြိုက်တယ်တကောတကောပဲဆော့ပါဆိုလို့ရှိရင်တော့ကျွန်တော်ကမက်ဆီဒိုနီးယားဘော်ဒီကိုပိုကြိုက်တယ်ကျွန်တော်တို့၃ဂိုးပြတ်မှကျွန်တော်တို့အပြည့်ရှုံးမှဖြစ်တယ်ကျွန်တော်တို့စီမှာအနည်းဆုံးပြား30အမ်နဲ့အပြည့်အဲ့လောက်လောက်လီးကျွန်တော်တို့အိတ်ကက်ထဲမှာရှိနေမယ်လို့ကျွန်တော်တွေးတဲ့အတွက်ဘယ်ဂျင်နဲ့မက်ဆီဒိုနီးယားမှာကျွန်တော်မက်ဆီဒိုနီးယားဘော်ဒီကိုကြိုက်တယ် ။ဟာပြီးတော့ပြင်သစ်နဲ့အစာပိုင်ကြမှာပြင်သစ်အနေနဲ့ဘယ်တော့ကမှလည်း၄လုံး၅လုံးပြက်ပြီးကန်တာမဟုတ်ဘူး။တကယ်ငိုင်ရင်တော့ပြက်တာပါဗျာ။ကျွန်တော်ပြောနေတာအစာပိုင်ကြလို့အသင်းကိုဟိုအိုင်အိုင်စလန်အောင်မှာအစာပိုင်ကြအောင်ငါးခုသွင်းသိတာပဲ။အဲနော်။အဲ့တော့တလုံး60ရှုံးဖွင့်ပြီးတော့ငါးခုသွင်းသိတာပဲ။အဲ့တော့အစာပိုင်ကြကိုပြင်သစ်ကတကယ်ငိုင်ပြက်တယ်။ဒါပေမဲ့ပြင်သစ်ဆိုတဲ့အမျိုးကအလုပ်ပွဲပဲကစားတယ်ဘယ်တော့မှတကယ်ကန်တာကျွန်တော်မတွေ့ရဘူးအဲ့တော့ကျွန်တော်ကဒီနေ့မှာအဇာဘိုင်ဂျန်မဲ့ ESO မီနေနေတယ်ဒါပေမဲ့ကျွန်တော်အဲ့မှာဘာလို့တခုသဘောကျလဲဆိုအဇာဘိုင်ဂျန်နဲ့စာလို့ရှိရင် ကျွန်တော်ဂိုးဘော်ကိုနည်းနည်းသဘောကျတယ်။ဘာကြောင့်ဂိုးဘော်ကိုသဘောကျလဲဆိုရင်၄လုံး60ပေါင်းရှုံးမှာ၅လုံး30ပဲဖြစ်နေတာ။ငါလုံး तू ကပြောနေတယ်ဘောဗျာပြင်သစ်တစ်ဖက်တည်းပဲ twin ကိုဆိုတာကြည့်ရမယ်လို့ပြောတာ။မှန်နေပြင်သစ်တစ်ခါပဲ twin ကိုဆိုတာလည်းမှန်နေ။ဒါပေမဲ့အဇာဘိုင်ဂျန်ကမထင်မထင်ဆိုနည်းနည်းလေးလောက်တက်တယ်။အဲ့တော့ကျွန်တော်ကအဇာဘိုင်ဂျန်လဲ အဘရာကတော့နေရဲလောက်မယ်လို့မထင်ဘူးအဲ့တော့ပြင်သစ်နေနဲ့ဗျာဥမာ41လောက်အခြေအနေမျိုးကန်သွားတာမျိုး5 9ခုလောက်ရပြီးမှ9ခုလောက်ပြန်ပေးလိုက်တာမျိုးကျွန်တော်ကဘာကြောင့်ဂိုးဘောကိုမျောလဲဆိုလို့ရှိရင်ပြင်သစ်ဂိုးမပေါ်တာနည်းနည်းလေးကြာပြီအာပြင်သစ်ကပေးခိုးလဲတိတ်မရှိဘူးအိုက်စလန်အောင်တကူပေးမယ်သူအကြောင်းမှာယူကရိန်းတို့ဘာတို့2စီ2စီကွက်တီကံပြသူသူကဘလို့မျိုးလဲဆိုတော့သူပေးရင်ဖြစ်တယ်မပေးရင်မဖြစ်ဘူးပြင်သစ်ကအဲ့တော့ဒီနေ့ဘွဲမှာပြင်သစ်အနေနဲ့ဂိုးဘောကန်သင့်တယ်လို့ကျွန်တော်ကတွေးတယ်အဲ့တော့ကျွန်တော်က ပြင်သစ်နဲ့အဇာဘိုင်ဂျန်မှာကျွန်တော်အဇာဘိုင်ဂျန်ဘော်ဒီယူတော့ရှောင်းလိုက်မယ်ကျွန်တော်ပြင်သစ်ဂိုးဘော်လေးယူလိုက်မယ်အဲအဲ့တော့ကျွန်တော်ရဲ့အတိပယ်ကမက်ဆီဒိုနီးယားဘော်ဒီကြိုက်တယ်အမှန်တော့မက်ဆီဒိုနီးယားဘော်ဒီနဲ့မက်ဆီဒိုနီးယားဂိုးအောင်ကြိုက်တယ်ပြီးတော့ပြင်သစ်မှာအဇာပြင်သစ်နဲ့အဇာဘိုင်ဂျန်မှာအဇာဘိုင်ဂျန်နဲ့အဇာဘိုင်ဂျန်ဂိုးဘော်ကြိုက်တယ်နော်ပြီးတော့ဂျာမနီနဲ့လူဇင်ဘက်မှာကျွန်တော်တို့ဒီနေ့မှာဘာမှဂျာမနီကိုဟိုမရွေးလို့မရဘူးပေါ့နော်အခြေအနေကွန်ဒီရှင်ကဘာလို့ဆိုတော့ဂျာမနီနိုင်ဦးနိုင်မယ်အဲပြီးတော့ကြေးကြရလေအရန်များနေပြီဖြစ်တဲ့အတွက် ဘယ်ဂျီယံနဲ့ပြင်သစ်ကိုစားပြီးတော့ဂျာမနီကိုပြန်လွှတ်ပေးလိမ့်မယ်လို့ကျွန်တော်တွေးတဲ့အတွက်ကျွန်တော်ကဂျာမနီဘော်ဒီကိုဒီနေ့မှာတော့ကြိုက်ပါတယ်။အဲ့တော့ဂျာမနီအောင်နာအောင်နာတော့ဂျာမနီကိစ္စပေါ့နော်။သူကန်ရမယ့်ကိစ္စဒါကကျွန်တော်တို့ကိစ္စမဟုတ်တော့ဘူး။အာကျွန်တော်ကတော့ရွေးချယ်စရာရှိတာကိုအချက်အလက်နဲ့အဲဘူကီဘာလုံးနိုင်မလဲဆိုတော့တင်းငင်ကိုတွေးပြီးရွေးတာဖြစ်တဲ့အတွက်အာကျွန်တော်ကဘယ်ဂျီယံနဲ့မက်ဆီဒိုနီးယားမှာမက်ဆီဒိုနီးယားကြိုက်တယ်။ပြင်သစ်နဲ့အဇာဘိုင်ဂျန်မှာဂိုးဘော်လေးယူလောင်ယူလိုက်မယ်။ဂျာမနီနဲ့လူဇင်ဘက်မှာတော့ကျွန်တော်ဂျာမနီဘော်ဒီယူလိုက်ပါမယ်။အဲ့တော့ အာဒီ၃ဘွဲ့ပြီးသွားပြီပေါ့နော်ဂျေးရန်တူတဲ့နောက်၄ဘွဲ့ကိုကျွန်တော်ပြောပြပါမယ်အိုက်စလန်နဲ့ယူကရိန်းရယ်ကိုဆိုဘိုနဲ့ဆလိုဗေးနီးယားရယ်မြောက်အိုင်ယာလန်နဲ့ဆလိုဗက်ကီးယားရယ်ဆွီဒင်နဲ့ဆွစ်ဇာလန်ဒီဘွဲ့မှာအိုက်စလန်နဲ့ယူကရိန်းက level 20မှာဂိုးပေါင်းကြီးနှလုံး80ပေါ့နော်အော်ပြီးတော့ဆွီဒင်နဲ့ဆွစ်ဇာလန်မှာ level 30မှာ2မိုင်း80ပေါ့အဲ့ဒီဘွဲ့မှာအာယူကရိန်းက level 20ပေးထားရယ်ဆိုတော့ပျော့ပါတယ်တော်တော်လေးကိုအော်တော်တော်လေးပျော့ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့အဲဂျေးတန်းကဒီလောက်ထိပျော့နေတယ်ယူကရိန်းအနေနဲ့ အဲနိုင်ပွဲလိုအပ်နေတဲ့အချိန်မှာတော့မှဂျီတန်းကငါဒါဂျီတန်းဂျီတန်းကတော်တော်ပြော့နေတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီနေ့မှာ Iceland body ပဲယူရင်းပါတယ်။အာ Iceland နေနဲ့ပြန်အောင်နိုင်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်ဒီပွဲမှာ။အာအဲ့တော့ဟော Iceland နဲ့ Ukraine မှာအာကျွန်တော် level 20ပေးထားတဲ့ဟော Ukraine က level 20ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော် Iceland body လေးကိုကြိုက်တယ်။ Iceland body လေးတော်တော်လေးကြိုက်ပါတယ်။ပြီးတော့ Sweden နဲ့ Switzerland မှာ အဆင့်กว่าကျ ranking กว่าတောင်မှ Sweden ကနေပြီးတော့ level 30 40လောက်ထိကြီးကျော်ပြန်ပြီးထားတယ်ဒါပေမဲ့အဲကျွန်တော်တို့ဂျီနန်တစ်ခုတည်းကိုပဲကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Sweden နေုံနေရမှာဖြစ်ပါတယ်ဒီပွဲကအာဘာကြောင့်လဲဆိုတော့အာ Switzerland အနေနဲ့ပွဲစဉ်တောက်လျှောက်အကုန်လုံးနိုင်ထားတယ်နောက်ဆုံး၅ပွဲလုံးနိုင်ထားတယ်ကြီးကြီးလေအောင်ထားတယ်ပေါ့နော် Switzerland Switzerland ခြေစွမ်းအရင်ကောင်းနေ Sweden အနေနဲ့အဝေးခွင့်နှစ်ပွဲကံပြီးပြီးအာရမတ်ကတမတ်ပဲရသေးတယ်အဲ့တော့ ဒီပွဲမှာဆွစ်ဇာလန်ကခေါင်းတလုံးသာနေပြီပေါ့နော်တော်တော်လေးကိုဟောသူတရေလောက်ရရင်ဟိုခြေစပွဲအောင်ဖို့နည်းနည်းများနေတယ်ဒါပေမဲ့ဒီနေ့မှာဆွစ်ဇာလန် level 40ပေးထားပြီမှာကျွန်တော်လူစင်းကိုလိုက်ကြည့်ရယ်အာဆွစ်ဇာလန်ကငါရှေ့ရန်ကအီးဆက်နဲ့ cross အာ jogrush ပဲတွေ့တယ်ပြီးတော့အီလန်ကလည်း line net ထဲမှာကျွန်တော်မတွေ့ဘူး အာအီလန်ကမပါလို့ရှိရင်ဂျော့ဂရက်နဲ့အီဆက်ကိုဖန်တီးပေးမဲ့သူကမရှိဘူးလို့ကျွန်တော်တွေးတယ်။ဒီနေ့ပွဲမှာကျွန်တော်ပေါက်ကြီးကိုနည်းနည်းလေးတန်လျာရှိတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ဟိုကျွန်တော်တို့ဟိုဘက်ကဆွစ်ဇာလန်ကြီးကနောက်ဆုံးကားပွဲလုံးမှာဗျာစိမ့်တောက်နေတာပဲဖြစ်တဲ့အတွက်အဲကျွန်တော်တို့ကဆွစ်ဇာလန်ကိုဘတ်တော်ကန်ရမယ်။ကြီးတန်းကလည်း level 30 40ပြန်ပြီးထားတာဖြစ်တဲ့အတွက်ဆွစ်ဇာလန်ရဲ့ဒါပထမအဦးဆုံးအဝေးဝင်းပွဲပြန်ဖြစ်မှာဖြစ်တဲ့အတွက်စီရင်အိမ်ဝင်းမှာဘယ်လိုဖြစ်ဖြစ်ယုံပါလိမ့်မယ်။ဒါပေမဲ့ဒီနေ့အဲ့ပွဲမှာတော့ကျွန်တော်ဂိုးမောင်းကြီးကိုတိတ်သဘောမကြဘူး။ဘိုးလေးလောက်ပေါ်နေတဲ့အတင်းကိုနှလုံး80ရှုံး ပေးတဲ့ဂူမောင်းကြီးကပျော့သေးတယ်လို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုတော့အိုင်စလန်နဲ့ယူကရိန်းပွဲမှာပါလို့မြား level 20ကိုနှလုံး80ရုံပေးနေတာ။အာဒီဆွီဒင်နဲ့ဆွီဇာလန်ဆိုတော့တိုက်စစ်မှုတွေအများကြီးရှိတာကိုနှလုံး80ရုံဆိုတော့ဒီပွဲကအာဒီပွဲကဆွီဒင်1-0စီအာ1-0 1-1လောက်နဲ့ပဲပြီးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲအဲ့တော့ကျွန်တော်ကဆွီဒင် body လေးပဲယူလိုက်ပါမယ်။ဟိုဘက်မှာလည်းအိုင်စလန်နဲ့ယူကရိန်းမှာအာအိုင်စလန်ယူထားတာဖြစ်တဲ့အတွက်အိုင်စလန် body ရဲ့အဲဒီဘက်မှာတော့ဆွီဒင် အင်း body လေးရယ်ကိုကျွန်တော်ပြန်ယူလိုက်ပါမယ်ပြီးတော့ကိုဆိုဘိုနဲ့ Slovenia ရယ်မြောက် Ireland နဲ့ Slovakia ရယ်အဲ့ဒီဘွဲမှာကိုဆိုဘိုက level 40ပြန်ပြီးတယ်ပေါ့နော်ကိုဆိုဘိုကတော်တော်လေးအိမ်ဝင်ကောင်းတယ်သူတို့ရဲ့အဲကဘာဖလာမျောလင်းချက်ကိုတော်တော်လေးအသက်သွင်းထားတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့အော်အိမ်ဝင်မှာ Slovenia လို့ Slovenia လို့အသင်းကိုနော် rank လောက်กว่าတဲ့အသင်းကိုတော့မှအာ level 40 30ဝင်းကျင်ပြီးတယ်ဆိုတာတော်တော်လေးဟိုဟိုပြင်းတယ်ပြီးတော့ကိုဆိုဘိုရဲ့အဲကိုဆိုဘိုရဲ့တိုက်စစ်မှာမူရီကီရှိရယ်အဲပြီးတော့ဟော်ဖိုင်တို့ဘာလို့မှသူနဲ့အက်ဆလီနီလာအဲ့လိုအဲအဲကောင်လေးတွေရှိတယ်အာကန်နေတယ်ပြီးတော့ဟိုသူ့ရဲ့ကစားပုံလေးကတော်တော်လေးကောင်းတယ်အာအိမ်ဝဲမှာဆိုလို့ရှိရင်ဆွီဒင်ကိုတော့ဖောက်ထားတယ်အဲ့တော့ဟော ျွန်တော်ကဒီနေ့ပွဲမှာကျွန်တော်ကိုဆူဘိုပဲယူရမယ်တရီပွဲဖြစ်ဖို့တော့များတယ်ဒါပေမဲ့အဲကိုဆူဘိုပဲကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ကိုဆူဘိုပဲယူရမယ်မြောင်းအရန်နဲ့ဆူဘက်ကြီးရမှလည်းတိတာပါတယ်အာကျွန်တော်တို့ဟိုမြောင်းအရန်နဲ့ဆူဘက်ကြီးရမှတော့ကျွန်တော်ကဘော်ဒီမရွေးတော့ဘူးဘာကြောင့်လဲဆိုတော့ကိုဆူဘိုဘော်ဒီကို level 2ကျင်းမှ level 30ကျင်းတူတူကိုကျွန်တော်ကိုဆူဘိုရွေးထားတာဖြစ်တဲ့အတွက်မြောင်းအရန်နဲ့ဆူဘက်ကြီးရမှတော့ကျွန်တော်ဂူမောင်းကြီးလေးကိုသဘောကျတယ်အာ level 30မှာ2 plus 20ပဲရှိတယ်ဒီနေ့ရအနေအဆုံးဂူမောင်းကြီးလို့ပြောလို့ရတယ်ပေါ့နော် အဲလိုဂုံမောင်းကြီးတွေကအာဟိုကျွန်တော်တို့စပိန်မှာလည်းတော်တော်ခံခဲ့ရပြီပေါ့နော်ကျွန်တော်လည်းခံခဲ့ရ3-5ကလောက်ရှိပြီဖြစ်တဲ့အတွက်နိုင်ငံပွဲမှာတော့ထပ်မခံရလောက်လို့လို့ကျွန်တော်မျှော်လင့်နေအဲ့တော့ကျွန်တော်ကမြောင်းအိုင်လန်နဲ့ဆူဘက်ကီးယားပွဲမှာတော့ကျွန်တော်ဂိုးအောင်ပဲကြိုက်ပါတယ်အာမြောင်းအိုင်လန်1-0လားအာ1-1လားအာဒါမှအဲ0-0လားအဲ့လိုမျိုးလေးပဲဖြစ်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပေါ့နော်အဲ့တော့ကျွန်တော်ကမြောင်းအိုင်လန်နဲ့ဆူဘက်ကီးယားပွဲမှာတော့ကျွန်တော်ဂိုးအောင်လေးပဲကျွန်တော်ရွေးလိုက်ပါမယ် အာဒီဘွဲတွေအကုန်လုံးเนี่ยကျွန်တော်တသိန်းနဲ့ရောင်းဘွဲတွေထွက်တယ်ပေါ့နော်တသိန်းနဲ့ရောင်းဘွဲထိုးကွက်တကွက်တော့ထုတ်ထားတယ်ကျန်တဲ့ကွက်တွေကတော့ဘာမှမဟုတ်ဘူးဒီနေ့ brother တို့မောင်းတွဲလို့ရအောင်ကျွန်တော်လာပြောပြပေးတာ ဖြစ်ပါတယ်မနေ့ကလည်းကျွန်တော်မောင်းလေးပေါက်ထားတော့နည်းနည်းလေးယုံကြည်မှုလေးပြန်ရှိနေတော့ကျွန်တော်ရဲ့သင်ငင်းနေများ brother တို့တော့အထောက်အကူဖြစ်မလားဆိုတဲ့ပုံစံလေးနဲ့အဲလာပြီးတော့ license လွှင့်မိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အကြိုက်က Kazakhstan Kazakhstan body ကြိုက်တယ်ကျွန်တော်3 C မှန်းနေအဲ Belgium နဲ့ Macedonia မှာအာ North Macedonia body ကြိုက်တယ် အာပြင်သစ်နဲ့အဇာဘိုင်ဂျန်မှာအာကျွန်တော်ဂိုးပေါ်ကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ပြင်သစ်ဂိုးပေါ်မကစားတာတော်တော်လေးကြာပြီ။အဲ့တော့ဟောတော်တော်လေးဟေးကြာပြီဆိုတော့အာမနေ့ကလားခဏခဏခဏသင်းမောင်းခဏသင်းမောင်းပေါ့နော်မနေ့ကအာပြင်သစ်နဲ့အဇာဘိုင်ဂျန်မှာကျွန်တော်ပြင်သစ်ဂိုးပေါ်မစော့တာတော်တော်လေးကြာတာဖြစ်တဲ့အတွက်အဲကျွန်တော်ဂိုးပေါ်လေးကိုမှန်းကြည့်ခြင်းတယ်။အဇာဘိုင်ဂျန်အနေနဲ့လေအာကျွန်တော်တို့ ဟိုနေရဖို့အတွက်ကတော်တော်လေးကိုတွန်းဆုတ်စရာကောင်းတယ်ဗောနော်အဲ့တော့ကျွန်တော်ဂိုးဘော်လေးပဲရွေးလိုက်တယ်ပြင်သစ်ကိုတော့ပြင်သစ်ဂိုးဘော်လေးပြန်ဝင်သိမ့်ပြီလို့ကျွန်တော်ထင်တဲ့အတွက်အဲကျွန်တော်ပြင်သစ်ဂိုးဘော်လေးကိုရွေးရဖြစ်ပါဂျာမနီနဲ့လူစင်ဘက်မှာတော့ခုနကကျွန်တော်ပြောခဲ့တယ်ဘာမှအာထွေတူးစဉ်းစားစရာမလိုဘူးဂျာမနီနေနဲ့နိုင်ငံရမယ်ဂိုးကွာချချက်လေးလိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂျာမနီပဲရွေးရွေးရပါမယ်သူပါသူမနိုင်တာမနိုင်တော့တာသူကန်တာအာကျွန်တော်တို့ကဂျာမနီရွေးရွေးရမယ်ပွဲဖြစ်ပါတယ်အိုင်စလန်နဲ့အဲယူကရိန်းမှာအာအိုင်စလန်နဲ့ယူကရိန်းမှာအာဗာလဲအိုင်စလန်နဲ့ယူကရိန်းမှာတော့ ကျွန်တော်က Iceland body ကြိုက်ပါတယ်ကိုဆိုဘိုနဲ့ Slovenia မှာကိုဆိုဘို body ကြိုက်ပါတယ်မြောင်းအာရန်နဲ့ Slovakia မှာအာကျွန်တော်ဂိုးအောက်ကြိုက်ပါတယ် Sweden နဲ့ Switzerland ပွဲမှာတော့ကျွန်တော် Sweden ကိုကြိုက်ပါတယ် brother အကြိုက်ဆုံးပွဲလေးရှိလားကျွန်တော်တသိန်းနဲ့ရောင်းပွဲထုတ်ထားတာဖြစ်တဲ့အတွက်အကြိုက်ဆုံးပွဲတော့မပြောတော့ပါဘူးဒီ ုံးသက်ချက်တွေအကုန်လုံးက brother တို့အတွက်အထောက်အကူဖြစ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေကိုယ့်ဘက်ကိုရွေးချယ်ပြီးကစားပါလို့ပဲကျွန်တော်ကတော့အကြံပေးခြင်းပါတယ်ကျွန်တော်ကသင်ငင်းတစ်ခုကိုပဲပေးတာဖြစ်ပါတယ်အာအကြိုက်ဆုံးပွဲဆိုပြီးကျွန်တော်ပေးလိုက်လို့ရှိရင်ကျွန်တော်ရောင်းပွဲလာဝယ်တဲ့လူတို့ကမတရားရာကြပါတယ်ဒါကြောင့်မလို့ဘယ်ဟာအကြိုက်ဆုံးပွဲဆိုတာတော့ကျွန်တော်မြွေးပြီးတော့ပါဘူးအဲ့ဒါလေးကိုတော့ခွင့်လို့ပါလို့ပြောခြင်းပါတယ်ကိုယ့်ဘက်ကိုကိုယ့်အကြိုက်လေးကစ်လိုက်ပါဗျာကျွန်တော်ဟာကအကုန်လုံးတော့မရှုံးတော့ပါဘူး brother တို့အတွက်တနေရာရာနေပြီးတော့ကျွန်တော်ရဲ့သင်ငင်းကအထောက်အကူပြုလုပ်နေပြီလို့မျော်လင့်တဲ့အတွက်ကျွန်တော်ကဒီပွဲစဉ်တွေအကုန်လုံးကိုပြောပြပြီးတော့တာ ဖြစ်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်အကုန်လုံးကိုအဲ့လောက်ပါပဲကျွန်တော်ရဲ့ live stream လေးကတော့အဲ့တော့ live stream လေးကတော့ဒီလောက်ပါပဲအမ်တောင်းစရာရှိတာကျွန်တော်လောင်းဘရိုးကမောင်းတွဲမယ်နဲ့ငါသား brother တို့ကသာကြိုက်လာလို့ပါဒါကကျွန်တော်က brother တို့ကိုဟော free ပေးတာဖြစ်ပါတယ် brother ကလောင်းလောင်းဘက်ကန်ကန်ကြိုက်တာလုပ်လို့ရတယ်ဒါ brother တို့ရဲ့လွတ်လပ်ခွင့်ဖြစ်ပါတယ် ကျွန်တော်ကတော့ကျွန်တော်ရဲ့သင်ကင်းကိုကျွန်တော်ပြတ်ပတ်ပြီးဖြစ်တဲ့အတွက်အကြိုက်တူတဲ့သူယူအကြိုက်မတူတဲ့သူကဘက်ကန်လို့ရတယ်။အာဟိုမောင်းတွဲနေနေအော်ဒီဘရိုပေးတဲ့အချက်လက်လေးကတော့အဆင်ပြေတယ်။ငါတို့ ਨੇ ကြိုက်တယ်ဆိုလို့ရှိရင်တွဲလိုက်မကြိုက်ဘူးဆိုရင်ဘက်ကန်လိုက်ပါ။ဘာကြောင့်လဲဆိုတော့ဒီကာကကျွန်တော်တို့ကျွန်တော်ရဲ့အဲ brother တို့ပေါ်လိုက်ပြီးတော့လွှမ်းမိုးခွင့်မရှိပါဘူး။အာဘာကြောင့်လွှမ်းမိုးခွင့်မရှိလဲဆိုတော့ကိုယ်ပဆန်နဲ့ကိုထိုးတာဖြစ်ပါတယ်။ကျွန်တော်ကလည်း free ပေးတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ချပြတဲ့တင်းကင်းကိုကြိုက်တဲ့လူကယူမကြိုက်တဲ့လူကဘက်ကန်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒါက free ပေးတာဖြစ်ပါတယ်။ free ပေးတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့လည်းဘာတောင်းရင်ခွင့်မှုတောင်းရင်ခံမှုကလည်းမရှိပါဘူးအဲ့တော့ဟောသင်ငင်းတစ်ခုကိုချပြတာဖြစ်တဲ့အတွက်လာကြည့်ပေးရလဲကျေးဇူးတင်တယ်အာတစ်ဖက်တစ်လမ်းအထောက်အကူဖြစ်သွားတယ်ဆိုလို့ရှိရင်လုံလောက်ပါပြီလောက်ပါပဲအာဒါကကျွန်တော်က brother တို့ရှုံရှုံနိုင်နိုင်ဘာမှအပြစ်တင်မှာလည်းမဟုတ်ဘူးအာဘာမှလည်းဟိုဘဖြစ်မှာမဟုတ်ပါဘူးအဲ့တော့ကိုနိုင်ပါအကုန်လုံးအဆင်ပြေကြပါစေတကယ်လို့နောက်ရက်ဒီအဆင်ပြေလို့ရှိရင်လည်း live stream လေးတက်ခဲ့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့လောက်ပါပဲเนาะ